မြန်မာနိုင်ငံရဲ့အကယ်ဒမီပေးပွဲမှာအကယ်ဒမီစီရင်ဝင်မဖြစ်ခဲ့ပေမယ့်တရုတ်ပြည်မှာကျင်းပပြုလုပ်တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာတော့ Outstanding Film Award ထူးခြားပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားဆုကြီးကိုရရှိခဲ့တယ်။တရုတ်ဆောင်မီမီကိုကို အထူးပါဝင်တရုတ်ဆောင်ထားတဲ့သဖြင့်တဲ့များနှင်းစီရုပ်ရှင်ဇာတ်ကားမင်္ဂလာပါပရိသတ်ကြီးရှင်အမတီဖုန်းရုပ်သံလိုင်းကနေတက်စင်ရုပ်ရှင်ဇာတ်ကားတွေဇက်တိုက်ရိုက်ကူးရင်းနဲ့အောင်မြင်လာခဲ့တဲ့တရုတ်ဆောင်မီမီကိုကိုပါဝင်ရိုက်ကူးထားတဲ့သပင်းသေးများနှင်းစီရုပ်ရှင်ဇာတ်ကားကြီးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့အထိတရုတ်နိုင်ငံယူနန်မြို့မှာကျင်းပပြုလုပ်သွားတဲ့နိုင်ငံပေါင်း6နိုင်ငံပေါင်းစုံမဲ့ဒလန်ခိန်းမဲခေါင်လို့ခေါ်တဲ့နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာမြန်မာနိုင်ငံကိုစားပြုရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ပြသဖို့အတွက်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ တမင်းသေးများနှင်းစီရုပ်ရှင်ဇာတ်ကားဟာပုံမှန်ပြသနေကြမြန်မာဇာတ်ကားတွေလိုမဟုတ်ပေတမူထူးခြားတဲ့ပုံစံနဲ့ရှိုက်ကူးတင်ဆက်ထားတာဖြစ်ပြီးတရုတ်ဆောင်တွေအနေနဲ့လည်းမတူညီတဲ့ပုံစံမျိုးတွေနဲ့အထူးအားစိုက်ထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့ရုပ်ရှင်ထူးဆန်စုပေးပွဲအခမ်းအနားမှာတော့တမင်းသေးများနှင်းစီဇာတ်ကားဟာအကယ်ဒမီဇာတ်ကားတင်စီရင်ထဲမှာပါဝင်ခဲ့ပေမဲ့အကယ်ဒမီစုတွေကိုတော့စကူးနိုင်ခြင်းမရှိခဲ့ပါဘူး။ ပရိသတ်တွေကလည်းအားပေးလက်ခံကြသလိုအကယ်ဒမီလည်းရသင့်တယ်လို့ခန့်မှန်းခဲ့ကြပေမယ့်မြမရုပ်ရှင်ထူးချွန်စွာအခမ်းအနားအကယ်ဒမီပေးပွဲမှာတော့အကယ်ဒမီစုတွေနဲ့လွဲချော်ခဲ့တဲ့ဇာကားကောင်းတကားလည်းဖြစ်ပါတယ်။ ဒါပေမဲ့တပင်းတဲများနှင်းစီတပီကင်းနှင့်ရုပ်ရှင်ဇာတ်ကားကြီးကလန်ကိန်းမဲကောင်နိုင်ငံတကာရုပ်ရှင်ပွဲတော်ရဲ့ Golden Elephant Honor ဆုပေးပွဲအခမ်းအနားကြီးမှာ Outstanding Film Award ထူးခြားပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားဆုကြီးကိုထိုက်တန်စွာနဲ့ဆုခူရရှိခဲ့ပြီးအဆိုပါဇာတ်ကားကြီးကိုရိုက်ကူးခဲ့တဲ့လူငယ်ဒါရိုက်တာမင်းဆက်တဲ့နဲ့တရုတ်ဆောင်မီမီကိုကိုတို့ကတရုတ်ပြည်ရဲ့ထီသွားရောက်ခါဆုလက်ခံရယူခဲ့ကြတာလည်းဖြစ်ပါတယ် ပြည်သက်ကြီးအနေနဲ့လည်းနိုင်ငံတကာရုပ်ရှင်ပွဲတော်အထိအောင်မြင်သွားပြီးစုရီပါသိမ့်ပိုက်နိုင်ခဲ့တဲ့မိမိကိုယ်ကိုယ်တို့ပါဝင်တရုတ်ဆောင်ထားတဲ့သပင်းသေးများနှင်းစီရုပ်ရှင်ဇာတ်ကားကြီးအတွက်ဝန်တာကွန်ပျူတာစကားလေးပြောကြားပေးခဲ့ကြပါအောင်ရှင်။